ကျမ်းတော်ဘာသာတရားချင်းစီတိုင်းရတတ်အောင်လို့ခေါ်အားယူစီအောင်ပြန်ဆောက်ဆံဖို့ဖြစ်စီမှာပါယေရှုခရစ်တော်ရဲ့အမှန်တရားကိုသိစေတဲ့စကားနဲ့ဆက်ပြီးပါတယ်အာမင်ကျွန်တော်တို့ဒီလာကဘုရားနဲ့ပြည့်ဝခြင်းစီအောင်ပုံစံမျိုးဖြစ်တယ်အဲဒါကျွန်တော်ဒီနေ့မှာအာဒါလည်းကောင်းတယ်ကတော့ဘုရားနဲ့ရှောင်းလန်းခြင်းပေါ့နော်ဘယ်လိုမျိုးလဲကျွန်တော်ရှောင်းလန်းမယ်

ဒီဝိညာဉ်နဲ့ရှာတဲ့တက္ကသိုလ်ကကျွန်တော်တို့ရဲ့အကြီးကြီးတဲ့အရာဖြစ်တယ်ကျွန်တော်တို့ client တက်တာမှာကိုယ့်သဘောတိုင်းကိုယ်လောကအရာအသက်ရှင်ဖို့တက်ဆိုင်ရင်ဒီဝိညာဉ်တော်ရဲ့အလိုတော်ကအသက်ရှင်ဖို့ကဒါကအရေးကြီးပါဖြစ်တယ်ကျွန်တော်တို့ကဖျားခြင်းနဲ့ပူပြီးညီကပ်ခြင်းနဲ့တော့ဖျားခြင်းကိုသိချင်တယ်ဆိုကျွန်တော်တို့ကလည်းဝိညာဉ်တော်နဲ့ရှာလန့်တဲ့ပုံကိုကျွန်တော်ဒီနေရာမှာသင်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ ပြောချင်တာဖြစ်တယ်ပေါ့ကျွန်တော်တို့တမဟောင်းခေတ်ကာလတုန်းကဆိုရင်ဘုရားရှင်ကဒီမောရှိကိုဟိုပြည့်ညတ်တော်ပေးရပါလေမောရှိကိုဟိုမောရှိကိုဒီတမဟောင်းခေတ်ကာလဆိုရင်ဘုရားရှင်မောရှိကိုဒီပြည့်ညတ်တော်လေးပေးရပေါ့ပြည့်ညတ်တော်လေးပေးရဆိုတော့ဒီပြည့်ညတ်တော်ကဘယ်လိုပြည့်ညတ်လဲဆိုရင်လောက်ဆောင်တဲ့အရာတွေပေါ့ဆောင်တဲ့အရာတွေပြည့်ညတ်ပေါင်းညာနဲ့ချီပြောကြောက်ပြည့်ညတ်တော်အဓိကအဖြစ်ဆိုတော့ပြည့်ညတ်တော်10ပါးပေါ့လေ ်ပြည့်ညတ်တော်7ပါးဒါပေမဲ့အသေးစိတ်ပြန်ပြီးတော့တစ်ခုချင်းပဲကမ္ဘာတော့ရှိတာပေါ့ဒါပေမဲ့အဲ့ပြည့်ညတ်တော်7ပါးကိုဘုရားသခင်ကမောရှိကိုကျွန်တော်ပေးခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီဓမ္မဟောင်းကာလာကဆိုင်အဲ့ဒီဘုရားသခင်ကဒီလူတွေကိုဒီမောရှိရဲ့ပြည့်ညတ်တော်နဲ့အသက်ရှင်ခိုင်းတယ်အဲ့တော့အခုချိန်လေးဆိုလည်းပဲဒီဣသရေလလူတွေကဒီအဲ့ဣသရေလဣသရေလပေါ့လေနော်ဣသရေလကဒီမောရှိရဲ့ပြည့်ညတ်ကျန်၅ကျန်ပေါ့သူတို့က အာမောဆောင်နေကြတဲ့ဒီတမောင်းခေတ်ကာလကအဆက်သက်ကလူတွေဆိုလည်းပဲဒီမောရှင်ရဲ့ဒီပညာချက်တွေကိုဒီသူတို့တွေအကုန်လုံးအကျိုးစားပြီးတော့ပါရှင်းကြရပေါ့လေအဲဘလတ်ချတာအောင်ပြောလဲဆိုရင်ဒီ history ကလေးငယ်လေးတွေစနစ်ဝင်နေတော့ပဲရှိရကလေးငယ်လေးတရားအောင်နေရဆိုရင်သူတို့ကဒီမောရှင်ရဲ့ပြန်ကြံအားကြံပေါ့လေကဘာအောင်ကြံဖျက်ရကြံဒီအစာဒီပေါ့တရားအားကြံငံဝတ်ပြရကြံတော့လည်းတရားအားကြံငါးကြံလုံးသူကအလက်တော်ညားရဲ့ချင်းသူတို့ကတင်ပြပေးရလို့ ဲ့တော့အဲတည်ရတယ်ပေါ့ဒီအဲ့တော့ပြောချင်တဲ့သဘောကဒီတမဟောင်းခေတ်ကာလဆိုရင်အဲသူတို့ရဲ့အသက်ရှင်ခြင်းကအဒီဝိညာဉ်တော်ထက်ဆိုင်ဖျားသိမ်းပေးတဲ့ပညာတော်ကိုဒီမှာအဲအဲပညာတော်နဲ့သူတို့ကအသက်ရှင်ကြတယ်ဆိုတော့ကျွန်တော်အဒီနေရာမှာအဲကျွန်တော်နားလည်နိုင်တယ်ပေါ့လေဒါပေမဲ့ဒီတမသိက္ခာလာရောက်တဲ့အခါမှာတော့ကျွန်တော်တို့ကပြင်ပတ်ရှင်လာတယ်ဆိုရင်မောရှိရဲ့ပညာထက်ဆိုင်ခရစ်တော်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့တုံ့ပြန်တဲ့ ဒီဝိညာဉ်တော်ကလက်ရှောက်လန်းနေဆောင်ကျွန်တော်တို့ဒီမှာတည်ရတယ်ပေါ့အဲ့တော့ဓမ္မဟောင်းတိကာလာပါဆိုရင်ဘယ်အရင်ကပါတော့ဒီလိုမျိုးပညာရှင်မော့အဲလိုက်နာဖို့ခက်တဲ့အရာတွေပေါ့လေလိုက်နာဖို့ခက်တဲ့အရာတွေပညာချက်တွေပညာချက်တစ်ခုဆိုတဲ့ဘောကတစ်ခါချိုးဖောက်ပြရဆိုရင်အကုန်လုံးကကျိုးပြရကြတယ်ပေါ့လေကျွန်တော်တို့ဒီဥပဒေမှာဆိုရင်ဥပဒေမြန်မာနိုင်ငံတရားစီရင်ဥပဒေမှာဆိုရင်ဥပဒေပုံမှန်တရားအများကြီးရှိရဲ့အများကြီးရှိရဲ့ ပုံမှန်ပေါင်းများစီပဲဒါပေမဲ့အဲ့ထက်ကပုံမှန်တစ်ခုကိုကျူးလို့ပြီဆိုရင်ပြစ်တင်တာခံရတာပြောချင်တာကပြစ်မှုကျူးလို့ပါတာပဲပါလို့အဲ့ဒီပြင်းရက်ခက်ရပါရဲ့အဓိကပြရတဲ့ဘာရဆိုတဲ့အဓိကရဲ့အကြောင်းအရာကဒီအပြစ်ကိုပြချင်လို့ပါလို့အပြစ်ကိုပြချင်လို့ဖြစ်တယ်အပြစ်အနေပြင်းစံပြချင်လို့ဖြစ်တယ်ပေါ့အဲ့တော့ဒီအဲ့တော့ဖြတ်တဲ့ငါရဲ့ဘာကြောင့်ဒီမောရှိလို့ဖြစ်ကလာဘာလို့ပြင်းရက်တွေလောက်ပြီးခဲ့တာလဲပေါ့ပြင်းရက်တွေလောက်ပြီးခဲ့တာလဲဆိုရင်ဒီကကဖြားရှင်ကတိတိချင်းတဲ့အကြောင်းအရာကဒီ ဒီ finite တော့ဒီကိုဖြည့်စီဖို့ကလူအားဖြင့်ရှင်တော့မဖြစ်နိုင်ဘူးပေါ့။ဒါမှမဟုတ်အဲ့လို condition တွေလို့ဆိုတော့သိရှင်တော့ class ကနေမောရှိကိုပြင်ရချက်ကြီးပြီးခဲ့တဲ့မောရှိကိုပြင်ရတော့ဒီပေးတာဖြစ်တယ်မဟုတ်ဘူး။ဒါကိုသူဒီလူတွေကနားမလည်တဲ့အခါမှာဒီ party share ပေါ့သူက party share တဲ့အခါမှာဒီခုမောရှိတဲ့ဘာလို့ဆိုတော့အာသူတွေအရင်ပြောကြတော့ကျွန်တော်တို့ဒီမှာကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်ဟောပြောချင်တာဖြစ်ပေါ့။ဒီတော့ဟောဒီ nhớ coi cho luôn tôi mà thì rồi mà thì thì giàu luôn ô dễ thì thì mà thì thì mà thì đi mỏ xe thì nào thì mình ta mà nói xin bồi đỏ bây giờ mình gọi là thằng cho nó được anh chàng hong đi à sự rồi mà thì mà cho là anh chàng hong thì mà cho là rồi đấy tôi ở đây nói đi những con tôi mà vào thì tôi ở đây nói đi cô cô anh chị cô là đồng chí thân thân ဆရာဖြစ်တော့အစတတိဘောဘုရားသခင်ဒီမှာတို့အားပြီးတော်မူတယ်။ဒီမှာစေဘရင်ကြီးတရားသိဘရင်ကြီးတရားသိဆရာဖြစ်တော့အစတတိဘုရားသခင်မှာတို့အားပြီးတော့ဖို့သို့ဆိုတော့ကျမ်းောင်းတရားကိုမဆိုလို့ဝိညာဉ်တော်တရားကိုဆိုလို့ကျမ်းောင်းတရားဒီအတက်ကိုသိစေတတ်၏။ဝိညာဉ်တော်တရားဟုကရှင်စေတတ်၏။ဖို့မှတကားတက်တဲ့ကြောင့်ယေကြီးအဲအဲအညာတိရဖြစ်မှာပါလေဒီနှစ်ကောင်းတော့ဒီ ဒါ6 5 27ကျွန်တော်ကြည့်တဲ့အခါမှာဆင်နေဒီမောရှိရဲ့ဒီအကျမ်းကိုကျန်ထောင်းတရားဆိုပြီးတော့ပြောတယ်ပေါ့အဲဒီမောရှိရဲ့ကျန်ထောင်းတရားဒီလေးကိုတတ်တယ်ပေါ့လေဘက်ဆင်ကဒီလေးကိုပြင်းပြင်းထန်ထန်ပေးတယ်ပြင်းပြင်းထန်ထန်ကအာအရန်ခဲနေတယ်ပေါ့လေအဲပြင်းပြင်းထန်ထန်တကယ်ကြည့်တော့ဖတ်ကြည့်တော့လွယ်လွယ်လေးပဲလွယ်လွယ်လေးဒါပဲလက်လျှောက်ကိုခတ်တဲ့အခါမှာလူအောင်များဆိုတဲ့လူအောင်များဆိုတဲ့အစဉ်မပြေဘူးပေါ့လေမပြေတဲ့အခါမှာဒီမှာခရစ်တော်ကြားတဲ့အခါမှာခရစ်တော်ကဟမ်ဟမ် ဖျားသိက်ကမင်းနဲ့ဒီဘရင်ရင်တရားသိစီရာဖြစ်တော့အစတဲ့ကိုဖျားသိက်နေငါတို့အားပြတော့ဘူးထို့သို့ဆိုတော့အာဂျန်ဟောင်းတရားကိုဆိုရင်မဟုတ်ဘူးညတော်တရားဆိုရင်ဂျန်ဟောင်းတရားဒီအတတ်ကိုတတ်တဲ့ဘုညင်တော်တရားကိုအတတ်ကိုရှင်းစင်တတ်တယ်ဒီမှာဆိုရင်နောက်ပြောင်းပါအာဒီမော့စ်ဒီခရစ်တော်ဘာဒီလာတဲ့ခါမှာဘာလဲဒီသူကပြောတာပေါ့ငါသိအဲခရစ်တော်လာတဲ့ခါမှာဒီပြည့်ညက်တယ်မကျင်ဖို့ပါတယ်โอเคပါရှင်းပြပါတော့အာဒီ မောရှိအဲ sorry တမန်တိကာလာဆိုဒီမောရှိကဒီပါရီရှဲတွေကသူတို့ပြင်းပြင်းထန်ထန်အမျိုးမျိုးပေးရတော့တင်ကြတဲ့အခါမှာလူပေါင်းများစွာအရန်ပြင်ပန်းကြတယ်လဲကြကြတယ်လို့ဒီပြညာတော့အလိုက်လျှောက်ကြဥပမာဆိုရင်ဒီမဟာဝိကဒီပညာချက်တန်တန်ဆိုရင်ပေါ့လေသူ့မယားကိုမပြမတုတ်ဆောင်မခေါ်နေပါစတင်ရရှိရပါတယ်တော့တုတ်ဆောင်မခေါ်နေပြောတဲ့အခါမှာလူတွေကခိုးတာပဲမြင်တတ်ကြတယ်တကယ်ကျွန်တော်စိတ်ရမထားကိုလူချင်းမိဆိုတော့ခိုးမိပြီဆိုတာဒီပညာချက်ပေါ်ပြထားတာဖြစ်တယ်ဒါပေမဲ့ဒီပညာချက်အဲ့လိုတည်ဆက်တယ်ဆိုတော့စမ်းလာအောင်ခိုးရတာဖြစ်တယ် ဲ့တော့ဒီမှာဆိုရင်ထိုမတစ်ပါးပြတ်ပြတ်သောယောင်ကြည်ကြီးကိုတော့မောရှိမျက်နှာမှာထွက်သောယောင်ကြည်ကြောင့်အစ်တင်လအမင်းသားတို့သူ၏မျက်နှာကိုစိတ်စိတ်မကြည့်နိုင်အောင်ကြောက်ကြောက်နဲ့အခက်ပြန်သောတေခြင်းဤတရားသည်ဘောအားဘောနှင့်ပြည့်စုံပြီးမှန်လေထိုမမကဝိညာဉ်တော်တရားသည်ဘောအားဘောနှင့်အလုံးပြည့်စုံရလိမ့်မည်မဟုတ်လောလို့အဲဒီမှာပြောချင်တာကမောရှိရဲ့ဒီမောရှိကဒီဖျားကြီးကတိဏ္ဍာတော်မှာချက်ရင်းဆက်ပဲလို့မောရှိနဲ့အတူရှိတယ် ီပရိညင်တရားကိုပြည့်တဲ့အခါမှာဘယ်လိုဆက်ဖြစ်လာလဲတော့ဖြစ်အဲ့ဒါ40လောက်ဖျက်တဲ့ငုတ်ချက်အခုရှိတာတဲ့အခါမှာမောရှိရဲ့မျက်နှာမှာအရာဝါထွန်းပေါက်နေတဲ့ထွန်းတောက်တဲ့အခါမှာဒီ ARB ကသူ့ကိုဘယ်သူမှဆစ်ဆစ်မကြည့်ရဲဘူးပေါ့လေအဲ့လောက်ထိဒီဒီစာမှာဒီမောရှိရဲ့မျက်နှာကလည်းဒီဖြစ်ခဲ့တယ်ဆိုရင်ဒီမောရှိမှန်ဖြစ်တော့နေခဲ့တဲ့တရားကဖြစ်စေခဲ့တယ်ဆိုရင်နောက်ကိုပြင်းစုံကြည့်တဲ့ခရစ်တော်ဆိုတဲ့ဒီတရားကတော်လုံးကဘုရားဘုံတော်တိုင်းကျော်အဲဆိုတဲ့ အဲ့ရောဒီမှာပြောထားတာဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီညာဘက်ထင်တဲ့အခါမှာကျွန်တော်တမန်ဟောင်းတရားနဲ့အဲဒီပြည့်ညက်တရားနဲ့ကျွန်တော်တို့ကအသက်ရှင်ဖို့ပဲကျွန်တော်ခရစ်တော်ကိုအဓိကအသက်ရှင်ဖို့ဆိုတာကိုကျွန်တော်ဒီညာမှာပြောရဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကဒီကအဓိကဆိုလိုတဲ့အဓိကအကြောင်းအရာကဒီတမဟောင်းကာလကဘာလို့ပြည့်ညက်ချက်တွေပေးလဲဆိုရင်ဒီဒီမှာလူတိုင်းကိုသိစေချင်တာကလူတိုင်းဒီကယ်တင်ရှင်ကိုအသက်ဆောင်သိစေချင်တဲ့အရာကိုကျွန်တော်တို့အဓိကပေးတဲ့ဆောင်ကိုကျွန်တော်တို့ โยชินดบเพียงแต่เมื่อตมาทิกการามาพระตวัชลุมมาท่านในเนี่ยจะกระโกลงเกิดเป็นชนกุศลสามตีขันที่ตอนเราเน้นว่าโยจินที่ต้นอาคารเดียวมาฉะนั้นด้วยอัตตะกับด้วยการยึดถือโยนยาเราคิดเองและฉะนั้นอัตตะกับพระดวัชลุมชอวแดนรอบแม่เออพระดตัชลุมเนี่ยตัดเข่งเก็นตีมาสิมพิษโยชินลักษณะด้วยส่วนฉะนั้นด้วยอัตตะกับอย่าพุ่งแข่งกันในสาวเยวมาพระดตัชลุมปจำฉะนั้นพระองค์โฟกัสท่าแบบอย่างก็วันนี้เราอย่างเราโฟกัะเอาอย่างเดียววันนี้เราโฟกัส ထားဖို့လိုရတာဖြစ်ကျွန်တော်စိတ်သဘောကျွန်တော်တို့စိတ်စံထားတဲ့အစာရင်ကျွန်တော်ဖြစ်တဲ့မဖြစ်တဲ့အမှန်စာရင်တစ်ခါတည်းကကျွန်တော်တို့ကစံစာကိုကျွန်တော်ကြည့်တဲ့အခါမှာလူရဲ့အမြင်အားဖြင့်ပေါ်လေဖြစ်တဲ့မဖြစ်တဲ့ဆိုပြောပါလို့ခန္ဓာရှင်နဲ့ဆုံးဖြတ်တတ်ကြတယ်ပေါ့လေဒါကအများတတ်တယ်မများတာဖို့ပေါ့လေအထူးသဖြင့်ပြောရမယ်ဒီမိုကရေစီဆိုတဲ့စကားလုံးကိုပြောပါလေနောက်အကောင်ကဖြစ်တဲ့မဖြစ်တဲ့ကြောင့်ဆုံးဖြတ်တတ်ကြတယ်ပေါ့လေအဲဒီကနေ့ကျွန်တော် အဲကျွန်တော်အသက်ရှင်ပြီးစပြီဆိုရင်ကျွန်တော်အသက်ရှင်နေကကျွန်တော်တို့ကိုဖြစ်တဲ့အဖြစ်ဖြစ်ဆိုတာအဲကျန်းစာကဘယ်လိုပြောလဲ။ဘယ်ကျွန်တော်ခရစ်တော်ကကျွန်တော်ဘယ်လိုသွန်သင်ထားလဲဆိုတဲ့အရာကိုအသက်ရှင်နေတာဖြစ်တယ်။အဲတချို့ကအဲ့လိုမျိုးဒီအဲလိုကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်းတန်းတူမြင်ရမှုဟိုကိုယ့်ရဲ့လွတ်လပ်ပံဖွယ်ပြီးကျွန်တော်ကအသက်ရှင်နေတဲ့အခါမှာလူရဲ့အုံနောက်ကတန်းတဲ့ချက်တွေရှိပါတယ်။နော်အဲ့တော့ကိုယ်ကျွန်တော်တကယ်တချို့ရတယ်ဆိုရင် မကောင်းဘူးပေါ့လေမကောင်းဘူးဆိုတဲ့ညပါတချို့ညာနေဆိုရင်အဲလူအမြင်အားဖြစ်တော့ကောင်းကောင်းကောင်းပေမဲ့နောက်ဆက်တော့လို့ဆိုမကောင်းတဲ့ညာအားရှိတယ်ဥပမာဆိုဥပမာကျွန်တော်တို့ညလွတ်လပ်မှန်းကျွန်တော်အသက်ရှင်နေတယ်ဆိုရင်ကျွန်တော်တို့ပြည့်ညက်ပြားလေးကိုဒီတော်တွေကလို့မဟုတ်ဘူးဖြစ်တယ်အဲတော့တော့တယ်တော့ဟိုကျွန်တော်ပစ္စည်းခိုးခွင့်ရှိတယ်ဆိုပါတော့လေနော်ဒါကဒါကကိုယ့်ရဲ့လွတ်လပ်ခွင့်ပဲလေနော်လွတ်လပ်ခွင့်ပဲလွတ်လပ်ခွင့်ပဲလို့ဆိုကြတယ်ဒါနဲ့ဆက်တဲ့ကောင်းလားမကောင်းဘူးဒါကြောင့်တော့တော်တယ်ဆိုပြည့်ညက်ချက်ယူထားရတာဖြစ် တော့ဒါကကျွန်တော်တို့သိတဲ့ကောင်းတဲ့အရာတွေရှိတယ်။ပစာတော့အရာတွေများစွာရှိတယ်။ဝန်တော်မှန်တဲ့မြေကြီးတဲ့အရာတွေများစွာရှိတယ်တာဖြစ်တယ်။ဒါကြောင့်လို့ကျွန်တော်တို့ကခွင့်ရနဲ့စားရှောင်းလဲတော့မှရှင်ကျွန်တော်တို့ရဲ့စိတ်ဆန္ဒတဲ့စာရင်ခရစ်တော်ရဲ့အဲသဘောဆန္ဒကိုကျမ်းစာရဲ့သဘောဆန္ဒနဲ့ကျွန်တော်စပြီးမှရှောင်းလဲတင်နေဆိုတော့ကျွန်တော်ဒီနေရာမှာ ပူဇော်ပြောချင်တာဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်ဒီဝိညာဉ်တော်နဲ့ဘယ်လိုရှောက်နိုင်ရမလဲဆိုတော့ပထမဆုံးကျွန်တော်သိဖို့လိုတဲ့တစ်ခုကတမန်ဆန်တာမြညာဖတ်ဖို့လိုတာဖြစ်ပါတယ်။အဲတမန်ဆန်တာကိုဖတ်ခြင်းမရှိဘဲနဲ့မှကျွန်တော်တို့ဝိညာဉ်တော်ကဘယ်လိုအလိုတော်ရှိတယ်ဘယ်လိုရှောက်နိုင်တယ်ကျွန်တော်သိမှာပေါ့ဖြစ်တယ်။ကိုယ်ကလိုဆန်တာနဲ့ရှောက်လန်းတာနဲ့ဝိညာဉ်တော်ကလည်းဆန်ရှောက်နိုင်တာမတူဘူးဖြစ်တယ်။ဒီခါလေးမှာကျွန်တော်သွားဉာဏ်ရရှိတယ်၊လှုပ်ခြင်းနဲ့ရရရှိတယ်။ဒါကိုအကောင်းဆုံးနဲ့ဖြစ်တဲ့အခါကြီးရှိအောင်ရှိတယ်လေ။တိုးတော်နဲ့လည်းဝိညာဉ်တော်ကဘာလို့အလိုမရှိဘူးဆိုရင်အဲကကျွန်တော်တို့ရှောက်လန်းတဲ့လမ်းကမားနေပြီဖြစ်တယ်။ เราพยายามทำกันแต่จันรู้ด้วยอาการต้องอยู่เฉยๆยูติดนะติดยาสูบฉยนจะนอนพอเป็นระดับพิจารณาจะนรู้ว่าอยู่ในช่องเราพ่อจะพาบุตรที่หุ่นว่าแต่เล่ส่วนฉันรู้ว่าประมาณฉันสาวตกในพาบุตรอยู่ว่าเดี๋ยวสาวฉันอนที่มีอะไรมาเพื่อระับเด็กแต่ทำลูกคนแต่แม่ตมาจะนอนในวันนีนกเว้ยดีที่มอที่จะมาส่วนว่าก็ดี่ตมาจะนอนในพิจารณาโมจุนฮาราพิเดสูดีว่าฉันรู้อเป็นระดับพิจารณาแต่ทำลูกฉันรู้ต้องที่หุ่นอยู่ฉันรู้ช่องเราพูดแบบ တော်အိုးဆုံးပြောတာကပမာပမာကျန်းစာကိုများများဖတ်ဖို့ကျွန်တော်တို့လိုအပ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဒီဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ဒီမှာ select လုပ်အောင်ပေါ်ပြလိုတာဖြစ်တယ်။ပေါ်ပြလိုတာဖြစ်နေတဲ့အခါမှာကျွန်တော်တို့ကအဒုတိယတစ်ပမာတစ်ချက်နေကျွန်တော်တို့ကဝိညာဉ်တော်ရှောင်းလို့ကျွန်တော်အလိုအဆုံးတစ်ချက်ကပမာကျန်းစာကိုပုံမှန်ဖတ်ဖို့လိုအပ်တယ်ဆိုတော့ဒီမှာအိုးဆုံးပြောလို့လည်းပမာကျန်းစာကိုဖတ်ခိုင်းမှဝိညာဉ်တော်ဘောအလိုမသိအောင်ဖြစ်တယ်။ပမာကျန်းစာဒီပြားခြင်းလို့ဖတ်တယ် ်ပါတယ်။နောက်ကဘာလဲဆိုတော့ဖျားတဲ့ဘုရားကဖြစ်ပါတယ်။ဒါပေမဲ့ဝိညာဉ်တော်ရဲ့၆လမ်းမှုနဲ့ကျွန်တော်ကအူဆုံးလိုရတာကသမာဓိစာဖို့မှာဖြစ်ဖို့လိုရတဲ့ဆောင်းမှုတွေကတိကျလာဖြစ်တယ်။နောက်တစ်ခါမှာဒုတိယတစ်ချက်အနေနဲ့ဆိုကျွန်တော်ကဘာလဲဆိုတော့တန်ရှင်းမှုတွေကပုံမှန်မိသားစုကိုစကားပြောလို့ရတာဖြစ်တယ်။ဒါကိုနှစ်ကောင်းဆက်လေးမှာနှစ်ကောင်းဆက်လုံးဆက်လေးမှာဆိုကျွန်တော်တို့ဟောကျွန်တော်အနေနဲ့ဒီမှာဆိုရင်တခင်ယေရှုခရစ်ရဲ့တန်ရှင်း တဲ့ကျေးဇူးတော်၎င်းဖျားတကယ်ကြီးတော်၎င်းတန်ရှင်းတော်ဝင်ရဲ့မိသားတော်၎င်းကျွန်တော်အပေါင်းရှိစေပါတယ်။အဲတော့ကျွန်တော်ကဝိညာဉ်တော်ကြောင့်ဆောက်လမ်းနေကြလို့ဆောက်လမ်းမှာဝိညာဉ်တော်နဲ့ကျွန်တော်တို့ကအမြဲတမ်းအဲဒီအဲမိသားအားဖွင့်နေဖို့လိုတာပြည်ဝိညာဉ်တော်ကျွန်တော်စကားပြောနေဖို့ဘာသာခဏကျွန်တော်စကားပြောနေဖို့လိုတဲ့ဆောက်စရာတည်လို့လာပြီလေ။အဲတော့တက်တဲ့တစ်ချက်နဲ့ညာဆွေရင်ကျွန်တော်တို့ကဖျားခင်ရဲ့ကျွန်တော်တို့ကတိချာကျွန်တော်တို့ကစူတောင်းဖို့အဲဖျားခင်အဲဘာလဲ ခရပညာပညာအင်းဒီဟောလေးဒီယေရှုခရစ်ကဒီအစာကြောင်ကမှာသင်ပေးရပေါ့မင်းတို့ဒီအစာကြောင်တဲ့ခါမှာလူတွေမိလူပေါ့ပင်ပါရီရှဲသုခရောပါရီရှဲရဲ့မိလူလူရှိမှလူတွေလေးစားခံဖို့အဲ့လောက်ပဲမျိုးမလုပ်ကြတော့တိတ်ဆိတ်စိတ်ကိုရမှာပါလို့မှာဖြစ်နေဒီတဲ့အချိန်ဒီပေါ့လေအဲ့တော့တက်တက်ဆက်နေကျွန်တော်ပြောချင်တာကဖျားခင်ကျွန်တော်ဒီတဲ့အချိန်ကိုကျွန်တော်ပြောရတာဖြစ် ကျွန်တော်ဖျားစရာပေးလို့မေတ္တာဖွင့်တာကအရေးကြီးတယ်။ထိုနည်းတူပဲကျွန်တော်တို့တယောက်ချင်းစီတိုင်းဖျားခင်တည်တဲ့အချိန်မျိုးကလည်းအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ကနားလည်စေနားလည်စေချင်တာဖြစ်တယ်။နားလည်စေချင်တာဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့တစ်ချက်တစ်ချက်ပထမတစ်ချက်နဲ့ကျွန်တော်တမန်ကျွန်တော်ပုံမှာဖော်ဖို့ပြောရတဲ့ဒုတိယတစ်ချက်အနေနဲ့ဆိုကျွန်တော်ကတန်ရှင်းဆုံးနေမှာကျွန်တော်မေတ္တာဖွင့်စကားပြောလို့ပြောတာဖြစ်တယ်။ကျွန်တော်ရှောင်းလန်းနေတာတန်ရှင်းဆုံးနေမှာဖြစ်တယ်။အဲတန်ရှင်းဆုံးနေတော့လည်းဒီလိုလည်းရှောင်းလန်းနေမှာဖြစ်တယ်။ဖျားခင် ဒီကောင်ကဝန်ကြီးကကျွန်တော်အစီလွတ်လာတယ်ဆီလွတ်တယ်ဝန်ကြီးကကျွန်တော်တို့ရဲ့ကိုဗစ်ဆက်ဆီကကျွန်တော်တို့ကိုထိန်းချောင်းပေးနေတာပဲဒါကလည်းကျွန်တော်တို့လက်ချက်တစ်ချက်နဲ့ကျွန်တော်တို့ကခင်အားကိမတီးတဲ့အချိန်ဆူတောင်းဖို့လိုအပ်တယ်ဆိုတော့ family play နေတဲ့လူဝင်မိသားစုတွေဆူတောင်းတာလည်းကျွန်တော်တို့လိုအပ်တဲ့အသိအောင်ဆောင်လိုအပ်တဲ့ဖို့နည်းတူကျွန်တော်တို့တရားချင်းစီတိုင်းကခင်တီးတဲ့အချိန်ယူပြီးဆူတောင်းဖို့ကလည်းပဲလိုအပ်တယ်ဆိုတော့လည်းကျွန်တော်တို့ကတည်ဖို့လိုအပ်တယ်တကယ် တဲ့ရတဲ့ရှင်လေးကျွန်တော်ပြောချင်အဓိကကကျွန်တော်တို့တဦးတယောက်ချင်းစီတိုင်းကလည်းပဲဖျားသမျှတို့တည်တဲ့အချိန်ယူစကားပြောဆိုတောင်းလို့လိုအပ်တယ်ဆိုတော့ကျွန်တော်ဒီမှာပြောလိုက်တာဖြစ်တယ်။နောက်တဲ့အခါမှာကျွန်တော်တို့ရဲ့ကိုကျွန်တော်တို့အငြင်းလဲကိုယ့်ရဲ့စိတ်ကိုကျွန်တော်အငြင်းလဲပြန်ပြန်မှအားလုံးပြန်အဲဖုန်းကပုတ်ကိုပြန်ပြန်မှလည်းဆင်ခြင်းမှုလည်းကျွန်တော်တို့လိုအပ်တာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကခါလေးကကျွန်တော်စုံစမ်းသိမ်းဆောင်ခြင်းကိုကျွန်တော်တို့ကြုံရတဲ့အခါမျိုးတွေကျွန်တော်ရှိတယ်ပါရှိတာဖြစ်တယ်။ရှိကိုခွင့်လန်တဲ့အခါမှာကျွန်တော်ကစုံစမ်းခြင်းတဲ့အခါမှာကြုံတယ် चुमने का बच्चा लोग ऐसे उधर उन्हें ना जैन भी हो माँ जैन सेंची मूल बता आप चले ना ना को तो वालों दी ने कोटा से लेंगा मात्र इन चुनाव लोग किया ने कोटा से लेंगा आप इस वे ने मारो से डाय तो सो डॉलर ना दी साड़ी पकड़ी का नमो क्या भी तो बो आप ही न्यू यू न्यू प्यार तो बो क्यों ना डॉ लूरो ये अचंसी को लगाओ क्या ये उनकी दो पिज़्ज़ा हो तासी दो बरमाना शिप में लगाओ नेचा माउंटेन भी ခန်းတိုင်းသောစိတ်တို့ကိုဖမ်းမချပါနဲ့ဖရစ်တော်ရဲ့စကားကိုနားထောင်စီချာပြီးအဲတင်တော့ဤနားထောင်ခြင်းအမှုတွေပြည့်စုံပြီးမှနားမထောင်ပဲငါတို့ဒီအတင်းရှိကြရေပေါ့အဲလိုဒီနေရာမှာဒီကဖိုက်ပါချင်တာကဒီကအာကအာဒီအဘဲတော့အဲဒီဘေးကငါတို့စတိုက်သုံးစလုံးနဲ့ဒီဇာတိပဂတိမဟုတ်ဖျားခင်ဤတဘိုးတော်အဖြစ်မြို့ရုပ်ပြတ်လို့ပြောနေတော့လက်နဲ့ဖြစ်ပြီးအဲဒီမှာကျွန်တော်ပြောပါကျွန်တော်ဒီကကျွန်တော် ဒီရင်ဆိုင်ရတဲ့လောကရင်ဆိုင်ရအတိတ်အရာကကျွန်တော်တို့ရဲ့စာပြေမဟုတ်ဘူးဖြစ်တယ်။ဘယ်တလောက်ကျွန်တော်ကျွန်တော်အပြင်ကဆင်ခြင်တာဒါပြီးကျွန်တော်ဆန္ဒသက်ဆိုင်ကြောတဲ့ခါမှာကျွန်တော်တို့ကစာပြေကိုဘယ်လိုကြုံရမှာလဲ။ဖြာတိယေရှုခရစ်ကိုယ်တိုင်ပင်နဲ့စုံစမ်းခြင်းကိုကြုံခဲ့ရတယ်။ချက်၄၀ကျော်တဲ့ခါမှာသူ့ကိုတုံးပြင်ခံနိုင်ကျွန်တော်သူ့ကိုစာလကလဲစားရပါလေစုံစမ်းနဲ့သွေးဆောင်တယ် ทำให้ยิ่งชิดก็ตูแกนเล็กโตแกนเนี่ยข่าวมาบริเวณแกนโตแกนแล้วสิตบ้าจันสามเนี่ยไปชนะโรงตัวนี้พี่อะนึกว่าบอกเลยไปตัวแกนโตแกนเนี่ยเราเป็นเพราะว่าทฉันเนี่ยสิเออทีจับกุมพันธุ์มาเนข่าวมาเลยเว้ยรู้ดีมัวที่อาตมาแกนพี่อะนี่นึกว่าเราอาบิอาตมาโมยามิสุเลยไอ้ยาวสัตว์ที่วนกึกวอาถ้าอาตมาบอกเนี่ยเล้วสิทีพ่อแม่อยากจะมาชี้แจงอะไพี่เอ๋บอกเลยม่านั่นมุกพี่อะมาชี้รูชาบีเดียข่าวมา အမောရှိရမနုဆက်ရကမှာသူဖျားရင်သိစေချင်တာကဖျားရင်နှုတ်ရပါပြီအသက်ရှင်စကြောင်းသိစေချင်တာဖြစ်တယ်ပေါ့အဲ့တော့ပြောချင်တဲ့သဘောကကျွန်တော်တို့ဆုံးဖြတ်ချက်ကျွန်တော်ညီဆိုင်ရတဲ့အခါမှာကျွန်တော်ကနှုတ်ခွက်နဲ့ညီဆိုင်ရမယ်ဆိုတဲ့အရာကိုကျွန်တော်အဓိကသိစေချင်တာဖြစ်တယ်အဲ့တော့ပြောတဲ့ဟောင်းစမီးကမြန်မြန်ပြီးဆန်စစ်ဖို့ပြောတာဖြစ်ကျွန်တော်ဆုံးဖြတ်သိစာပြီးနဲ့ကျွန်တော်ကြုံရတဲ့အခါမှာနှုတ်ခွက်တော့ဘယ်လိုမျိုးပြောပါလဲဒီမှာဆိုရင်ဆာလံမာနတာယေရှုခရစ်ကိုဆုံးဖြတ်သိဆောင်တဲ့အခါမှာအဲမခံရှင်တဲ့စကားလုံးမျိုးတွေကိုတော့တုံပြီးပြောတယ်ပေါ့လေဒီကဖျားသားမလားအဲစသဖြင့်ပေါ့ ်ဒီလိုဆိုရင်မာနဒီမှာဆိုရင်လည်းဖြတ်ကိုတိတော့ခတ်တိုင်းတော့မာနကိုပေါက်လာစီတယ်ဆိုတော့ဒီတစ်ခါတော့ကျွန်တော်တို့မာနတရားကကျွန်တော်တို့တစ်ခါလေးမှာစုံတဲ့သစ္စာတရားပုံမြင့်ဝင်ပါစီခဲ့တယ်ယေရှုခရစ်ကိုယ်တိုင်ပြင်ဒီလိုနီးပါစုံတဲ့အချင်းကိုခံခဲ့ရတာဖြစ်တယ်ဒါမှယေရှုရဲ့တုတ်ပြင်တဲ့မိန်းကစာပြေပြောတာဟုတ်တယ်ဘုရားဖြစ်တဲ့ကြောင့်ဘုရားရဲ့တော်တော်တောင်းပါ နော်အဲကျွန်တော်အစားတော့ပါတာတကားကျွန်တော်အမြဲတမ်းကျွန်တော်ဆူတောင်းနေဝတ်ပြောတာဖြစ်တယ်အစားတော့ပါတာတကားဆူတာကကျွန်တော်ပြကဆူတောင်းအဲဆူတောင်းဖြတ် များကြီးဖြစ်လာတယ်ဆိုတော့ဒီခုနကလက်နေဆက်ရဲ့ရှင်မြင်မဲ့ဆိုတဲ့ဒီမှာဆိုလဲကီးဝတ်ရှိရဲ့ကီးဝတ်ကြီးကမှကျွန်တော်တို့ကစာရေးတဲ့ခါမှာအတန်ကတော့တတန်မှထွက်တယ်ဒါပေမဲ့ကျွန်တော်ကအဓိပ္ပာယ်ကောင်းများစွာဖြစ်လာတာဖြစ်တယ်အဲစာရေးတဲ့ခါတော့ပြောဘူးတာဖြစ်ပေတော့အထုံနည်းတူပဲကျွန်တော်အစားပါစီမံခံမှာကျွန်တော်တို့ကအတန်အတန်အတန်နဲ့ချားနေရတော့များလည်းပဲတကယ် ချီးမွမ်းဖို့လိုအပ်တယ်ကျေးဇူးချီးမွမ်းလို့လည်းဖခင်တို့ချီးမွမ်းဖို့လိုအပ်တယ်ဆိုတော့လည်းကျေးဇူးတော်ချီးမွမ်းတဲ့ဆွေနေရမှာအမျိုးမျိုးရှိရပါလေတခြင်းဆိုရင်တမျိုးတစ်ခါပဲချီးမွမ်းတာမဟုတ်ဘူးပါလေအမျိုးမျိုးရှိတယ်အဲအစားလည်းတယ်ဒီမှာဆက်လည်းပဲ A ဖက်58မှာဆက်ပဲအရာကိုကျေးဇူးတော်ချီးမွမ်းခြင်းတွေတော့ပါဆွေဝါဆက်လည်းပေါ်ပြထားတာဖြစ်တယ်ဒါပေမဲ့နောက်တစ်ချက်နေလို့ကျွန်တော်တို့ကပါ ်ဟုတ်လို့ရတဲ့ဆင်ကျွန်တော်ကတက်ချုံးဝင်ဆော်လန်းဖို့အတွက်ဆော်လန်းဖို့လည်းဆင်ကျွန်တော်ကအရင်ကကျေးဇူးတော်ချီးမွမ်းသောအတ္တပါရှင်နေလို့ပြောတာဖြစ်တယ်အချင်းနေတိုင်းမှာကျွန်တော်ကျေးဇူးတော်ချီးမွမ်းဖို့လိုအပ်တယ်ဆော်လည်းပဲကျွန်တော်ပြောတာဖြစ်နောက်ဆုံးတစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့အဖြစ်ကလည်းပြောမှာကျွန်တော်တို့ကလက်မြန်လာဖို့အရင်ကြည့်တာဖြစ်တယ်အဲ့တော့ကျွန်တော်အဖြစ်ကကျွန်တော်တို့အဖြစ်ကလည်းပြောမှာကျွန်တော်ကျွန်တော်နောက်နောက်ရပြီးမှလက်မြန်လို့ကျွန်တော်ပြောတာ ီလိုဝတ်တယ်ဆိုတော့လည်းကျွန်တော်နောက်ဆုံးချက်နဲ့ကျွန်တော်ပြောပြရဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအာတန့်ရှင်းဝင်ဆောင်နေတဲ့ဖျက်တဲ့တန့်ရှင်းခြင်းထဲမှာအဓိကရှောက်လမ်းမှုဖြစ်တယ်အပိစရိယကကျွန်တော်တို့ကမတန့်ရှင်းမှုဖြစ်တယ်ဒါကြောင့်မို့မတန့်ရှင်းတဲ့အရာတွေတော့ကထားခဲ့ပြီးတော့မှမတန့်ရှင်းခြင်းဆောင်နေမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကမတန့်ရှင်းစေတဲ့အဖြစ်တွေကလည်းကျွန်တော်တို့ကတော့ကျွန်တော်တို့ကဆောင်ခြင်းရမှာဖြစ်တယ်ဖယ်ရှားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကလာဆုံးနေတဲ့ကျွန်တော်တို့ပြောကြဖြစ်တယ်ခွင့်တော်ပါအတိတ်ကဖယ်ခြင်းအရာကတချို့လူတွေစဉ်ကျင်းပြီးတော့ဆွေးနွေးနေရမှာကျွန်တော်တို့မတန့်နေတဲ့အရာကိုဖျားနေတာဖြစ် ဒါကြောင့်ကျေးဇူးကျွန်တော်ဘယ်လိုမျိုးလက်ခံရမလဲဆိုရင်နောက်ထပ်တရားနဲ့ဆက်လက်ပြီးလက်ခံရမှာဖြစ်ပါတယ်။အဲ့တော့နောက်ထပ်တရားဆိုတဲ့အရာကနောက်ထပ်ဆိုတဲ့အရာကတိပြီးနာမမဲတိပြီးဆိုတဲ့အချက်မှရပ်သွားခြင်းပေါ်တော့ကနာမမဲတိပြီးငါနောက်ထပ်မဒီမှလို့စကားကိုကျွန်တော်တော့ဘူးဆိုတော့ကဖျားခင်စီပြန်လက်ပြန်ပြီးဆိုင်ပြီးပြန်ဟိုအောင်ကြည့်နေတယ်ပေါ့လေ။အဲ့တော့တချို့လူတွေတိရပြည့်ဒီပေးဝန်ကလေးခေါ်တဲ့ဆရာဒီပေါ်လေ။သူစဉ်နောက်ထပ်ရတဲ့ဆိုတော့ကဒီတိုင်းအမားကိုပြီးကို sorry ဆိုတဲ့စကားပြီးတယ် ยาพี่ด้วยมาดียาโกเพนจินพี่ด้วยมาท้าเพนเดีวมาแค่เนี่ยเล่นเนี่ยเราจะกันทางด้าลูกความผิดเดียวกันเออเออเออก็เช่นเดียวกันจะต้องเกณฑ์ริงย่างเป็นเดียวกันทางดานเยวกัเรอทางด้าเดียวกันเนี่ยแค่เพียงเรียกบี้ยมาไม่มีดีประเทศตามเพื่อนสองทางด้าเดียวกันเนี่ยเออทางด้าเดียวกันเนี่ยว่าแค่เกณฑ์ชิงเนี่ยมันลักษนะเดียวกันแค่เพียงเกณฑ์ชิงของลักษณะผิดไปแต่ยังก็เช่นเดียวกันจะต้องเค่เรอยกพี่ได้เกียงเกณฑ์ชิงเป็นลักษณะได้ถึงสูงเลี่ยพวกว่าจะต้องเป็นประเทศเดียวกัางด้าปานเนี่ยปานเนี่ยย่ำมาผิดไป ဖြစ်တဲ့ပါဝါပါနေရမှာဖြစ်တယ်။နောက်ဖက်တဲ့ကယ်နေပါချင်းလက်ခံရုံမျိုးမဟုတ်ဘဲမှာမိမိအဖြစ်နဲ့နောက်သားရတဲ့သဘောကပါဝါပါနေရမှာဖြစ်တယ်။အဲဒါမှမဟုတ်ရှောင်းလန်းတဲ့ခါမှာလည်းပဲကျွန်တော်ကအဖြစ်ရှောင်းလန်းတဲ့ခရစ်တိုနဲ့ဝိညာဉ်တော်ကျွန်တော်ရှောင်းလန်းတဲ့အခါမှာလည်းပဲကျွန်တော်အဖြစ်ကိုဖယ်ရှားဖို့အဖြစ်ကိုတစ်ခါတည်းမှာကျွန်တော်ဝေးရမှာရှောင်းခြင်းကိုကျွန်တော်တို့လိုအပ်တဲ့ဆောင်းလိုအပ်တယ်။အဲတော့ဒီလိုအဲရှုပ်သွားတာမဖြစ်ဘူးပါလေ။အဲတော့ကျွန်တော်အဓိကပြောချင်တာက ပေါင်းနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ပြည့်နေစံပြည့်တယ်။ကျွန်တော်ကယ်ရင်ရင်ရတာကယေရှုခရစ်ကိုယေရှုခရစ်ဒီမင်းအသက်ရှင်ကယ်နေပါခြင်းဖြစ်ယုံကြည်လက်ခံခြင်းအဖြစ်ကယ်ရင်ခြင်းရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကယ်ရင်ခြင်းတက်မှာနာနာကပါတယ်ဖြစ်တယ်။ဘယ်လိုနောက်တာလဲဆိုရင်နာနာကတော့နာနာပြအချင်းကတော့ကယ်ရင်ခြင်းရတော့မဟုတ်ဘူး။ဒါပေမဲ့နာကယ်ရင်ခြင်းရဖို့အတွက်နာနာကလိုအပ်တာဖြစ်တယ်။အဲအဲနာနာလိုအပ်တာဖြစ်တယ်။ဘယ်လိုနာနာလိုလဲဆိုရင်မိမိဒီအဖြစ်သားဖြစ်တဲ့ဆိုတော့ကျွန်တော်ကနားနေတာ။နားနေပြီးတော့မှမိမိတို့ရဲ့အဖြစ်ကနေတော့မှနာနာရပြီးတော့မှ ်နာနာရဲကပြုလုပ်တဲ့အဖြစ်ကိုဖြတ်မှတ်လုပ်သွားမယ်မှာဖျားသည့်အပြည့်ကစက္ကန့်အနှံချင်းမိမိရဲ့အသက်တာကိုဖျားခင်ထမှာအပြည့်ကစက္ကန့်လက်ခံချင်းကိုကျွန်တော်ကနာတာလို့ခေါ်တာပြောလို့ဒါကြောင့်မဟုတ်ဘူးကျွန်တော်တို့ကတော့ပြောရတဲ့အရာပါဖျားတဲ့ချင်းမှာဖျားခင်နဲ့အတူဝိညာဉ်နဲ့အတူရှောက်လန်းဖို့ပြင်ချင်ကျွန်တော်ဆုံးလို့တဲ့အရာဒီကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့အဖြစ်တရားနဲ့ပြောမှာဟာကျွန်တော်လက်ပြန်လာဖို့လိုတဲ့ဆောက်ပြောစမ်းပြည့်ကျွန်တော်လက်ခံဆောင်တဲ့ခါမှာကျွန်တော်စုံစမ်းခြင်းကိုကျွန်တော်ရမှာ။ဒါကျွန်တော်ကိုယ့်အစ်စ်ကိုပြန်ပြီးစမ်းစစ်ဖို့တော့ကျွန်တော်လည်းစမ်းစစ်လို့ရတယ်ဆိုတာ ယေရှုခရစ်ကိုတတ်ခင်ကယ်ယူပါခြင်းမျိုးဒီလက်ခံလိုက်ရတဲ့ကစားပြီးသင်ရတဲ့အောင်ဖြစ်လာပြီးတော့မှအဟောခင်ဖြစ်လာတယ်။အဲပြန်အတက်ခံမှုဟာချင်းဒုတိယမွေချင်းခံရလို့ဖြစ်တယ်။ဟာဒုတိယမွေချင်းခံရလို့ဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့စာပြစ်ကအသက်ရှင်လို့မရတော့ဘူးဖြစ်တယ်။ဖျားခင်အလိုတော်တိုင်းကျွန်တော်ကဒီရဆက်ပြီးမှအသက်ရှင်ကိုကျွန်တော်ကြိုးစားရမှာဖြစ်တယ်။အဲတော့ကျွန်တော်ခန့်နဲ့အလိုတော်နဲ့အသက်ရှင်ဖို့တော့ဆင်ကျွန်တော်တို့ကမင်းတို့ကနောက်ကပတ်တော်အသက်ရှင်ဖို့ကျွန်တော်တို့လိုအပ်တဲ့စာအုပ်လည်းပြောနောက်ပါလားအဲနောက်ပါလား တစ်ချက်နဲ့ဆိုရင်ဝိညာဉ်တော်နဲ့ရှောက်လမ်းဖို့လည်းကျွန်တော်ပထမဆုံးတစ်ချက်ကျွန်တော်ပြောချင်တဲ့အရာကနှုတ်ကတော်ပုံမှန်ဖတ်ပါပြီးရင်ဒီတစ်ချက်အနေနဲ့ဆိုရင်အဲဝိညာဉ်တော်နဲ့ပုံမှန်စကားပြောပါတစ်ပြက်တစ်ချက်အနေနဲ့ဆိုကျွန်တော်ကဖျားခံစိုးပါတိတဲ့အချိန်ဒီပါအဲဒီတဲ့စကားဘာသာတစ်ချက်နဲ့ဆိုကျွန်တော်လည်းစစ်နေတယ်ကျွန်တော်တို့ရဲ့အဲ စင်ကိုတို့အမြင်နဲ့ပြောင်းမယ်ကျွန်တော်ရဲ့ပုံကလည်းပါစကုပ်ကိုအမြင်နဲ့ပြောင်းတာဆင်ခြင်းပါအောက်ပြပါငါငါစောတန်းကိုတခုစောတန်းကြီးကြောင့်လာတဲ့ခါတိုင်းမှာကိုကိုပြောင်းတဲ့ဆန်းစစ်ပါဆင်ခြင်းပါဘလို့တော့ပြန်ပါလဲအမြင်နဲ့ပြောင်းတဲ့ဆန်းစစ်ပါအမြင်ဆန်းစစ်ကိုလိုရတဲ့ပြည့်နေတဲ့ဆန်းစစ်ကိုလိုရဖြစ်တဲ့အဲနောက်တစ်ခါမှာအခြားသောခန္ဓာတွေကလည်းဆူတောင်းပါနောက်တစ်ခါမှာအမြင်နဲ့ပြန်ပြန်ကြည့်တော့ချီမမှာဘလို့အခြေအနေမျိုးပါလဲဆင်းတခြင်းအားဖြင့်တော့ကျွန်တော်အမြင်နဲ့ကြည့်တဲ့ချိန်မှာတော့အမြင်ကြည့်တဲ့ချိန် ူထူတော့လေနောက်ဆုံးတစ်ချက်နေတဲ့ဆွဲတော့အဖြစ်ပြရတယ်တော့ဗာပြန်လို့နဲ့ပြန်နဲ့နိုင်အောင်လုပ်တော့တာဖြစ်တယ်အဲကြောင့်ဒီအဖြစ်ချက်ကိုဆောင်းလာတာဖြစ်တယ်ဒီမှာချင်းတယ်ဗာတောင်းပန်ကြည့်ကြပါစီအာမင်